အချင်းတို့ဘုဒ္ဓဝါဆွဲသားပြီသူ့ဘာသာသူတည်တယ်ဗျာကဲကဲတော်တင်စာပဲထိုးထားတယ်ဟေးတရဲမွန်တည်ထားတယ်ဘလို့ဆယ်မလဲဗျာအချင်းတို့မွန်တည်ထားတယ်ဘလို့ဆယ်မလဲဗျာအချင်းတို့ဘုဒ္ဓဝါဆွဲသားပြီသူ့ဘာသာသူတည်တယ်ဗျာကဲတန်းတယ်ဗျာအေးဒါရီတို့ရတယ်တဲ့ကဲဒါပြန်ဖမ်းလာရတယ်ပြောတယ်ဗျာနော်အချင်းတို့ဘုဒ္ဓဝါဆွဲသားပြီသူ့ဘာသာသူတည်တယ်ဗျာကဲတန်းနေထားတယ်ဒကြိုးရှိမျက်နှာရှိတက်တက်မှမိသွားပြီအချင်းတို့ကောင်းတယ်အော်ဗျာပွဲကတော့ကောင်းပြီဗျာကဲအချင်းတို့ထိုးထားပြီ တော်တယ်ခေါင်းခွေးထားတယ်ရဲမွန်တည်ထားပြီးကြိုးကပားလာတယ်ဒီဘက်ကိုမကြီးတည်ထားတယ်ဘလို့စင်မလဲဗျာဘလို့စင်မလဲဗျာနော်တန်တယ်ကြော်ကလည်းအရက်တာပူတာနော်ဒီပိုက်တော့ကတော့အตาလေးခွာလာဗျာနော်ဒီကြိုးကတော့ ကဲခုကျမှဆိုရင်6မှတ်5မှတ်ဖြစ်သွားပြီနော်ကျွန်တော်ချစ်လုံးမစပစ်ထိုးပြီဗျာချစ်လုံးမစပစ်ထိုးထားပြီတော်စင်ခေါင်းလေးနဲ့ခုထားလိုက်ရဲမော်တင်ထားနည်းနည်းကွာပါပြီတကြိုးဆွဲချတယ်မှတ်ကြည့်မိသွားပြီမှတ်ကြည့်ချက်လိုက်တယ်တင်ထားလဲကွာပါပြီတစ်သက်ပွားဆွဲတယ်အားပြတကြိုးပဲမိတယ်တကြိုးခေါင်းနဲ့ဆွဲလာပြီဘာလို့လဲတော်တကြိုးဒီနေ့ ။တဂျိုးကတော့ကျွန်တော်တို့တော့တောက်လျှောက်ကိုယိုပြီးတော့ပေါက်နေတော့တာပဲဗျာ။ဒီလုံးနေရာဆိုရင်တဂျိုးရဲ့မာရွေးမှုကြောင့်သာကျွန်တော်တို့ဒါတွေကရနေတာဗျာ။တကယ်တမ်းတော့ဒီလုံးနေရာဆိုလို့ရှိရင်တော့တဂျိုးမမားသင့်ဘူးဗျာ။သူလိုကစားသမားတစ်ယောက်ကတော့ကျွန်တော်တို့ဒီလိုလုံးမျိုးမှားလာရတော့တော်တော်ဆိုးတယ်ဗျာ။အမတ်ကတော့ကျွန်တော်တို့၅မှတ်၇မှတ်ပါပဲခင်ဗျာ။ကဲပွဲကတော့ကောင်းနေပြီနော်။ညီကိုရေဒီလိုကောင်းတဲ့ပွဲမျိုးမကြည့်ရမရှိရလဲရော။နည်းနည်းလိုင်းအရှေ့နေနေလောက်ပြီပဲနော်။ကဲဆရာလေး SCN တွေကကျွန်တော်ဒီပြင်ပြတော့အများကြီးရှိရဗျာ။ကဲ ကြည့်ရင်လည်းပြရတာကြည့်တော့ကဲခြေလုံးမစားပဲထိုးပြီးကဲတော်စင်ခေါင်းထောက်ထားတယ်ကဲရဲမော်တယ်ထားတယ်ဘလို့စင်မလဲဗျာတချို့ကတော့ဒီလုံးကို၃ရောက်ရဲ့အလေကောင်တဲ့တယ်မှာသူ့ရဲ့ပေါင်ဖျားအိုင်းနဲ့ဂျမ်ဘိန်းနဲ့ဖိချသွားတာဗျာကဲအမကတော့၅မှတ်၇မှတ်နဲ့တော်စင်စားပဲထိုးပဲဗျာတော်စင်စားပဲထိုးပြီးခြေလုံးမမိသွားပြီနောက်ကြီးမှတွန်းထဲထားတယ်နည်းနည်းလေးကွာသွားပြီး ်ပုတ်ချတယ်ဗျာခြေလုံးပေါ်ကနောက်စီးကနေပြီးတော့တင်လိုက်တဲ့ခြေလုံးကလည်းဖိုက်တာတန့်နေကြောပုတ်ဖို့နေရာကိုအသင့်တော်ဆုံးတော့ရောက်ရှိလာခဲ့တယ်ဗျာနော်အမတ်ကတော့၅မတ်9မတ်နဲ့ခြေလုံးပေါ်ဆက်ပြီးထိုးမှဖြစ်ပါတယ်ကဲညီကိုတို့ရေခြေလုံးပေါ်ဆက်ပြီးထိုးပြီဗျာခြေလုံးပုတ်ထားတယ်အတော်တင်ခြေကုန်လေးနဲ့ခံထားတယ်ရဲမွန်တင်ထားတယ်တကြိုးဆွဲချပြီကဲတကြိုးရဲ့ဆွဲချတဲ့လုံးနေရာတော့ကျွန်တော်တို့မထိတတိနဲ့အားမပါပါဘယ်မဲ့လဲဆယ်ဖို့ကတော့ခက်လာတယ်ဗျာနော် ်တန်တင်ကြော်လည်းတဂျိုးလိုပဲဗျာဒီဖိုင်တာတွေဟာကျွန်တော်တို့ဂျက်လီတို့မာတို့လိုအားရတော့မပါဘူးဗျာနော်ဆွဲတာတွေဖိချတာဖြစ်တဲ့အားရမ်းမပါဘူးဆယ်ဖို့တော့ခက်တယ်ဗျာကဲတန်တင်ကြော်ခေါင်းထောင်တာလေဟမ်တော်ပြေထားတယ်ကွာပါပြီ ကဲဗျာကဲချင်းလုံးမွေချင်းလုံးလေးနည်းနည်းလေးကွာသွားတဲ့အောင်ရှိတော်တော့ကျွန်တော်တို့တန့်နေကြောကနှစ်ထပ်ပွားကြီးလိုက်ပြတဲ့နေရာမှာတကြိုးရဲ့ဘယ်ဘယ်လိုင်းတွေကိုအားမပါပဲပိုက်ထောက်ပြီးကြာသွားတဲ့အတွက်ကြောင့်မို့အမတ်ဟာခုချိန်မှာဆိုရင်ငါးမှတ်ခုနှစ်မှတ်နဲ့ချင်းလုံးမွေစားပြီးထိုးမယ်ဗျာချင်းလုံးမွေစားပြီးထိုးတာပြီးတန့်နေကြောတော်တော်တယ်ပဲအဲတေထားပြီးဆွဆွဲသွားပြီးပါလာပြီးဘာလို့မလဲချင်းလုံးမွေတေထားပြီးတန့်နေကြောဆွဲချတယ်ဗျာကဲကျွန်တော် တော်သေးရဲ့ first ball နောက်ကိုထွက်သွားတဲ့နေရာမှာရဲမွန်လိုက်တည်တယ်ဗျာလိုက်တည်ပြီးမဲ့လည်းကျွန်တော်တို့ဒီဘက်တိုင်ဆွေမှာကျွန်တော်ရဲမွန်တည်ခြင်းဟာကျွန်တော်တပီလောက်များသွားတယ်အဲ့များသွားတဲ့ချင်းလုံးကိုတန့်နေကြောအနေနဲ့နော်အမားရမရှိပဲခေါင်းလေးနဲ့ထောက်ထားပြီးတော့ကျွန်တော်တို့နော်ချင်းလုံးမို့ချပီးခဲ့တာနော်ချင်းလုံးကလည်းလုံးဝကိုအမားရမရှိပဲတည်ထားတဲ့တွန်းဘိုးတို့ကပိုင်ဆိုင်သွားတယ်ဗျာအမကတော့ခုချိန်မှာလေ၈မှ၅မိနစ်ချင်းလုံးကိုစပစ်ထိုးမယ်ဗျာညချင်းလုံးမစပစ်ထိုးတာပြီးအေးချင်းလုံးရဲ့စပစ်ကလည်း အပေါ်ပိုက်ကောင်းအဖြူလေးကိုတထိန်ထိန်နဲ့မှန်းနေတော့တာပဲဗျာကဲကျွန်တော်တို့ comment တွေကတော့နှစ်ယောက်ပဲရှိတယ်ဗျာနော်မရေးကြတာလားတက်မလာလားပါလဲတော့မသိဘူးပေါ့ဗျာနော် comment ကတော့မမြင်အောင်ဗျာကျွန်တော်ဆရာလေး SCM မှာကျန်နေပြည်တယ်လဲကျွန်တော်ဖတ်မရအောင်ဗျာ comment ကကဲထိုးထားပြီးရတော်နေမယ်ညီလာပြီးတွေ့ချတယ်ဗျာကဲကျွန်တော်တို့တန်နေကြွားဆိုလို့ရှိရင်တော့ကျွန်တော်တော်တော်လေးကိုအမားရွံ့နေပြီးတော့တော်တော်လေးကိုကစားနိုင်နေဗျာဒီလုံးนี่လဲမမောင်းဗျာနော်ဒီကိုယ်တိုင်မဲ့၃ရက်ကံပြီးတက်သွားတယ်ဗျာကဲကျွန်တော်မစားပြထိုးမယ်ဗျာ လုံးမစားပဲထိုးထားပြီအဲရဲမွန်ဘယ်နဲ့ဖမ်းလဲညာနဲ့တဲနဲ့နည်းနည်းလေးကွာပိုက်ဆွဲချပြီကောင်းတယ်ဗျာဒီလုံးတော့ကျွန်တော်တို့တချို့ဟာအမားရွံရှိဆွဲချသွားတဲ့အတွက်ကြောင့်မို့အမတ်ဟာ9မှ10မိနစ်တော်တယ်စားပဲထိုးရမယ်ဗျာနော်ကဲတော်တယ်စားပဲထိုးပြီ ကဲတော်တယ်စားမထိုးတိုင်းဖြုတ်ချတဲ့တန်စင်ကျော်ခေါင်းထော်ထားတဲ့ခြေလုံးမိုးတည်ထားတဲ့နည်းနည်းလေးကွာပါပြီးနှစ်ထပ်ဘွားဆွဲတယ်ဗျာကဲကျွန်တော်တို့တန်စင်ကျော်ကနည်းနည်းကွာတဲ့ခြေလုံးကိုနှစ်ထပ်ဘွားဆွဲတဲ့နေရာမှာတော်တင်ရရှေ့ကိုနေငယ်ရောက်နေတဲ့အတွက်သူ့ရဲ့ခချူကိုမှန်သွားတယ်ဗျာအမတ်ကတော့ကျွန်တော်တို့ရှစ်မှတ်၅မှတ်နဲ့ကျွန်တော်ခြေလုံးမိုးစားပြီးထိုးပြီးဗျာအဲတော်တင်ခေါင်းထော်တဲ့နောက်ရောက်သွားပြီးကဲဖြစ်ပြန်ထွက်လာတယ်ဒါကြိုးကဲဒီလုံးကတော့တော်ချင်းရဲ့အမားကိုကျွန်တော်တို့ရဲမော်အကောင်းဆုံးဖြည့်ထားခဲ့တယ်ဗျာရဲမော်ကဖမိုးကြီးနဲ့ လော့လိုက်တဲ့နေရာမှာကျွန်တော်တို့တကြိုးရဲ့ရှေ့တက်တဲ့ပိုက်တန်းပေါ်မှာတွားရောက်နေရအောင်တကြိုးကလည်းအตาရဆွဲချထားတဲ့တမတ်မပေးလိုက်ရဘူးလို့ပြောရမှာပေါ့နော်။ကံကောင်းသွားတယ်ဗျ။အမကတော့9မိနစ်10မိနစ်တော်စင်ထိုးပြန်ပြီ။မကြီးကောင်းကူထားတဲ့ခြေလုံးမိုတယ်ထားတယ်ဘလို့ဆယ်မလဲဗျာ။ဒီလုံးကတော့ကျွန်တော်တို့မကြီးရဲ့ဖက်စဘောကလည်းကောင်းမွန်တယ်လို့ကျွန်တော်တို့ခြေလုံးမိုရဲ့တည်ခြင်းကလည်းဤဖက်နေရတာ။အဲ့ဒါကိုတန့်နေကြဆွဲချလိုက်တာတော့အိုင်းနေပေါ့ဗျာနော်။အမကတော့ကျွန်တော်တို့10မိနစ်9မိနစ်ခြေလုံးမိုစပစ်ထိုးပြီဗျာ။အဲ့တော့တော်စင်ကောင်းထောက်ထားတဲ့ရဲမုံတည်ထားပြီ။ကြိုးကဲရဲ့အိုး တကြိုးရဲ့ကျွန်တော်တို့ပြစ်ချင်းကအားမပါဘူးကံကောင်းလို့ပဲဒီလုံးကလည်းเนาะကျွန်တော်တို့တန်တင်ကြော်ရဲ့ခေါင်းထောက်တာဟာအလင်းငယ်ဆန်နာဆော့ပြီးတော့ဘေးကိုထွက်သွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တော်တင်စားပဲထိုးရမယ်ဗျာเนาะငါမရှင်းမနဲ့တော်တင်စားပဲထိုးမယ်ဗျာကဲတော်တင်စားပဲထိုးတာပြီး အတန်တညောကောင်းတော်သားတွေခြေလုံးမို့လိုက်တယ်သားပြီတန်တညောဆွဲချတယ်ဗျာဒီလုံးကတော့တန်တညောတို့တော်စင့်ရဲ့ညာလိုင်းတွေကိုအားကြီးနဲ့ဆွဲချတာချင်းလုံးကပျောက်တော်ထွက်သွားတယ်ဗျာအမကတော့ကျွန်တော်တို့ရှင်းမှန်ငါးမှတ်ပါပဲဗျာနော်ရှင်းမှန်ငါးမှတ်နဲ့ကဲခြေလုံးမို့စားပြထိုးမယ်ဗျာရခြေလုံးမို့စားပြခြေလုံးမို့စားပြထိုးသားပြီအတော်စင်ကောင်းတော်သားနောက်ရှမ်းမြန်ပြီအနောက်စီကနေပဲတော်စင်ပြစ်တယ်ပိုက်ပေါ်ရောက်သွားတယ်ကြိုးဆွဲချတယ်မိသွားပြီမက်ကြီးအေးစစ်စစ်နဲ့လိုက်တယ်သားလေကဲဗျာ ကဲကြိုးဆွဲချတဲ့ချင်းလုံးကိုမှတ်ကြီးဟာခြေပြားလေးနဲ့ဆယ်လိုက်တဲ့နေရာမှာကျွန်တော်တို့မှတ်ကြီးထက်ပြီးတော့မလိုက်တာပဲနဲ့ပိုင်နှားကိုရောက်သွားတယ်ဗျာအဲ့ဒါကိုတန့်နေကြောကလင်းလင်းမြန်မြန်နဲ့ကျွန်တော်တို့သူဟာကိုပါကိုတည်ပြီးတည်ပြီးတော့တက်ချလိုက်တယ်ဗျာနော်ကိုပါကိုတည်လိုက်တဲ့ချင်းလုံးကိုမှားပြီလို့တောင်းထင်တာပိုက်အောင်ပြရနေဆွဲထုတ်ပြီးတော့နော်ပိုက်ပေါ်မှာကွက်တိဗျာကိုပါကိုတည်ပြီးတော့ကျွန်တော်တို့ခေါင်းအားနဲ့ဆွဲချသွားတာနော်တကယ်ကိုနော်တန့်နေကြောကလည်းဒီခုချိန်မှာတော့တော်တော်ကိုနော်အမှားယွင်းနေတယ်ဗျာနော်အမှတ်ကတော့ကျွန်တော်တို့ကိုမှငားမဖြစ်ပါဘူးဗျာကျွန်တော်မစားပဲထိုးမယ်ဗျာ ကဲခြေလုံးမစာပြထိုးထားပြီးပိုက်ထောက်တယ်ဗျာခြေလုံးဝယ်ပိုက်အောင်မြင်မလဲတော့မသိအခုချိန်ဒီခြေလုံးဝယ်စာပြတယ်လုံးဝပိုက်ထောက်တာတွေကမအောင်မြင်ဘူးဗျာနော်ကဲအမကတော့အခုချိန်မှာ၅မှတ်၉မှတ်ပါဗျာနော်ကဲတော်စာပြထိုးပြီးပိုက်ထောက်ပြန်ပြီအာတော်နေရပိုက်ထောက်ကလည်းကိုဘက်ကိုတော့ဒီကပြန်ကျသွားပြန်ပြီဗျာနော်ကဲညီကိုတွေကကျွန်တော်လိုက်ကကြည့်ရတာအစဉ်ပြေရလာဗျာနော်ကျွန်တော်ငယ်ခြေလုံးဝယ်စာပြကလည်းပိုက်တိုးပြန်ပြီဗျာကဲဒီဘွေးကတော့တကယ် ွဲကောင်းပါဗျာနော်ဂျုံတော့ဂျုံကဆက်ပွဲလိုသာပြောတကယ်ကိုနှစ်သင်းလုံးကလည်းအင်အားပြပြဝမ်းဝမ်းနဲ့တဲ့သွားတဲ့ပွဲကောင်းကြီးပါဗျာနော်ဒေါ်သာပဲထိုးပြီဗျာအဲ့တန်တကျော်ကောင်းကူတာတယ်ခြေလုံးမိုတယ်ထားတယ်တန်တကျော်ဆွဲချတယ်ဗျာတန်တကျော်ရဲ့အမကတော့၉မှတ်၅မှတ်ပါပဲခင်ဗျကဲညီကိုတို့ရေအစင်ပြေကြလားကျွန်တော်လိုက်လေနည်းနည်းချင်းမြင့်ချင်းလေးလားမသိဘူးဗျာကွန်မန့်တွေတခုမှတက်မလာဘူးတော့ချင်းနေနေတူပါလေဗျာကဲခြေလုံးမိုးစားပြပို့ထားတယ် လက်ကျိုးခြေပြားလေးနဲ့လိုက်သွားပြီးရဲမော်လိုက်တယ်ထားတယ်ဘလို့ဆယ်မလဲဗျာအော်တော်သေးတာမို့ဗျာလက်ကျိုးကဒီလုံးကိုပွားပုတ်တဲ့နေရာမှာချင်းရှည်ကြီးနဲ့ကျွန်တော်တို့နောက်ကိုချင်းမျောကြီးထွက်သွားတယ်ဗျာခေါင်းကခေါင်းပီးတွေဖြတ်သွားလို့သာပေါ့နော်အာမပါဘူးဗျာဆယ်ကျင်စရာကြီးပါမယ်ဗျာအမကတော့ကျွန်တော်တို့ငါးမတ်ကိုမတ်နဲ့ကျွန်တော်တို့တော်တဲ့စပစ်ထိုးပြီဗျာတော်တဲ့စပစ်ထိုးတာပြီးချင်းလုံးမို့ဒူးလေးနဲ့ဖတ်လာတယ်ချင်းလုံးမို့တဲထားတယ်တန်းတဲ့ကြော့ အေးတန်တူတယ်ဒီလုံးသာပိုက်မထောက်ခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ဒါတော်စင်တို့ပိုင်ဆိုင်နဲ့အမှတ်လဲဖြစ်သွားနိုင်တယ်ဗျာဒါပေမဲ့တန်တူတို့ရဲ့ပုတ်ချင်းဟာပိုက်ထောက်ပြီးတော့သုံးယောက်ရဲ့အဲ့တဲ့အတွက်ကျွန်တော်တို့တော်စင်တို့ကတော့အမှတ်မရခဲ့ကိုမနေနေဝင်ကြီးပြေးတယ်မှာဆရာလေးလိုက်ကြည့်ရတာမှာအဆင်ပြေချင်ကဲအဆင်မပြေဘူးလားမသိကိုမနေတက်မလာဘူးတော့ချစ်နေလားမသိဘူးနော်ကြကျွန်တော်ချလုံးမစားပဲထိုးမယ်ဗျချလုံးမစားပဲထိုးတာပြီးပိုက်ထောက်သွားပြီအဲမဲ့ဂျိုးချေကိုလည်းနဲ့ဖမ်းထားတယ်ရဲမွန်တဲထားတယ်ဘလူးဆင်မလဲဗျာအိုးဘလူးဆင်မလဲသာပြောတာ တချို့ရဲ့နှစ်သက်ပွားတွေကသူကအမပါအလုံးတိုင်းအမပါဘူးနော်ဒါပေမဲ့ဆယ်လို့တော့မရဘူးအမပါဘူးဝင်လေဂျမ်ပိန်ပါပြီးအပေါ်ကဖိချလို့နေတူရနော်တစ်ဖက်လူကအမပါမယ်ဆင်ရှင်နေရာကြီးပြပြဆယ်လို့မရဘူးပြနော်ကဲတော်တင်ထိုးထားပြီးကဲဖန်တာလည်းမှတ်ကြည့်ပဲမှတ်ကြည့်တည်ထားတယ်ကဘလို့ဆယ်မလဲဗျာဒီလုံကတော့ကျွန်တော်တို့မှတ်ကြည့်ရတည်ခြင်းဟာပိုက်ပေါ်မှာတော့ကျွန်တော်တန့်တင်တော့ဟာကျွန်တော်တော်တင်ရညာလိုင်းလေးကိုဆွဲချသွားတယ်ဗျာကဲချလို့မို့ဆက်ဖြစ်ထိုးမယ်ဗျာ၉မှတ်၅မှတ်ပါပဲနော်ကဲချလို့မို့ဆက်ဖြစ် ဒိုးပြီးပိုက်ထောက်ပဲဗျာခြေလုံးပေါ်တော့ပိုက်သေးတာထောက်တော့တလုံးမှလည်းပိုက်ခေါက်အမှတ်တမှတ်မှမရသေးဘူးဗျာနော်အမှတ်ကတော့၅မှတ်၉မှတ်နဲ့ကျော်တော့တော်တယ်စပစ်ထိုးမယ်ဗျာကဲတော်တယ်စပစ်ထိုးတာပြီးဖြုတ်ချတဲ့အဲကဲကျွန်တော်တော်တဲ့ရဖြုတ်ချင်းဒုတိယမြောက်ဖြုတ်ချင်းကလည်းအောင်မြင်ခဲ့ပြန်ပါပြီဗျာနော်ပထမ ဟိုဘက်ကွင်းမှာတော့လည်းဖြုတ်တဲ့ချင်းလုံးတော့အောင်မြင်ခဲ့တယ်အခုလည်း၃ရောက်ရဲ့လေကောင်တက်တက်မှာဖြုတ်ချတာကိုကျွန်တော်ချင်းလုံးမိုးရဲ့ခြေပုံမိုးနဲ့ထိပြီးတော့ဘေးကိုဆင်ထွက်သွားပြီးတမတ်ရသွားပြန်ပြီဗျာနော်အမှန်ကတော့6မတ်9မတ်ဗျာကဲတော်တဲ့စားပဲထိုးပြီးအန်တန်တင်ကျော်ခေါင်းခုထားတယ်ချင်းလုံးမိုးတက်ထားတယ်နည်းနည်းကျန်သွားပြီးတွက်ချတယ်ကဲချင်းလုံးမိုးရဲ့တည်ချင်းနိုင်ပြီးတော့ကျန်းနေတာကိုတန်တန်တင်ကျော်ကနှစ်ထပ်ဘွားဆွဲတဲ့ချိန်မှာဆိုလို့ရှိရင်ရဲမုံနဲ့ကျွန်တော်တို့ဗျာတော်တဲ့ရဲ့ချားမှာချင်းမျောကြီးကိုတယောက်မှမဆယ်နိုင်နိုင်ဘူးဗျာနော်ရရှိရမယ့်တမတ်ကိုတော့ကျွန်တော်စွန့်လွတ်လိုက်ရပြန်ပါပြီဗျာ န်နော်အမကတော့6မှတ်6မှတ်နဲ့ကျွန်တော်ခြင်လုံးကိုစားပြထိုးမယ်ဗျာခြင်လုံးကိုစားပြထိုးတာပြီးပိုက်တန်းထောက်တယ်ဗျာကောင်းတယ်ဗျာခြင်လုံးမွေရဲ့စားပြဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပိုက်တန်းဝင်ရှက်ပြီးပြီးတော့ပိုက်တန်းပိုက်အဖျားလေးတော့ထောက်သွားသေးတာဗျာနော်ဒါပေမဲ့တော်စင်းခေါင်းမောင်ကနေမှတခါနောက်ဆီကိုငါးလက်မလောက်တော့ဝေးသွားမယ်လို့ဒူပါတယ်ဗျာကဲထိုးတာပြီးတန်တင်ကြောဝင်ထောက်ထားတယ်ခြင်လုံးမိုးတဲထားတယ်ဘလို့စင်မလဲဗျာကဲကျွန်တော်အေးကြတဲ့ဆရာလေးရေးတဲ့ရေးတော့အောင်လေ sorry ပဲအေဂျင့်ရေးတော့မတော့ဘူးလို့ဒါမို့လို့လာမလို့နဲ့ဘယ်သူမှလည်းမတိုက်ဘူးမတိုက်တဲ့တော့မတော့ဘူးပေါ့နော်။ကဲချစ်လို့မဆက်ပြထိုးမယ်ဗျ။ကဲချစ်လို့မဆက်ပြထိုးပြီးစံထားတယ်ရဲမုံမဲ့ရဲမုံတဲထားတယ် တော်တဲ့ဆွဲချတဲ့ကဲဝမ်မကြီးရဲ့ခြေဝင်ပေါ်ကနေပြီးတော့ကျွန်တော်တို့အားမပါဘူးပဲလေဝိတ်ကြီးနဲ့ဆွဲချတယ်ကျွန်တော်တို့ကြိုးရဲ့တော့တက်ချင်းတော့မတ်ကြီးမဆွဲလိုက်နိုင်ဘူးဗျာကဲတော်တဲ့ပဲရှာမလဲကြည့်ပြန်ရှာပြန်ပြီခေါင်းဝင်ထပ်တယ်တန်းတင်တော့ချင်လို့မိုတယ်ထားတယ်ဘလို့စင်လဲဗျာအေးဒါရို့ရတယ်တဲ့ကဲဒါပြန်ဖမ်းလာရတယ်ပြောတယ်ဗျာနော်ချင်လို့မိုသူကဆွဲသားပြီသူ့ဘာလို့သူတည်တယ်ဗျာကဲတန်းတင်တော့ဟာညာဘောက်ကိုရောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ချင်လို့ကတော့ကိုယ်တိုင် ကိုယ်တိုင်ဖန်ကိုယ်တိုင်တည်ပြီးတော့ကိုယ်တိုင်တက်ချသွားခဲ့တယ်ဗျာအမကတော့ကျွန်တော်တို့ခုကျွန်တော်ဆိုကိုမ6မှတ်ပါပဲဗျာနော်ကဲကျွန်တော်တို့ကျွန်တော်မစားရပုတ်ထားတယ်ဝင်ကောက်တယ်ရေမုံကောင်းတယ်ဗျာကဲတည်ထားတဲ့ကြိုးရှိမျက်နှာရှိတက်တက်မှမိသွားပြီးချလုံးမို့ကောင်းတယ်ဗျာ ကဲတကြိုးရဲ့တက်ချင်းကိုတော့ကျွန်တော်တို့နော်ကျွန်တော်တို့ချင်းလုံးပေါ်ကမိသွားတယ်ဗျာမိသွားတယ်ချင်းလုံးကိုအမားရင်းမရှိတန့်တင်ကြောကလည်းလိုက်ပြီးတော့ထိထားနိုင်ခဲ့တာဖြစ်တဲ့အတွက်အမတ်ကတော့10မက်6မက်ဖြစ်သွားပြီဗျာကဲကိုရတော့ကျွန်တော်တို့65 35ရာခိုင်နှုန်းတော့တော့ဖြစ်နေပြီဗျာအဲကဲကျွန်တော်တို့ကောက်ထားတော်စင်ဖမ်းလာတဲ့တကြိုးကိုဆွဲချပြီကဲတကြိုးရဲ့ဆွဲခြင်းတွေကတော့ကျွန်တော်ပြောသလိုအားမပါဘူးဗျာဆယ်ကျင်စရာကြီးဗျာအုတ်ကြီးတော့မပါဘူးလားဆရာလေးအောင်လေးကြီးအုတ်ကြီးမပါဘူးလေချင်းလုံးကိုပြင်းလို့လာရင်လည်းပွဲတဲ့သွားတယ်ပြောတာပဲနော်ကျွန်တော်လည်းအခုမှရောက်တာမိမိချင်းပဲ ကျွန်တော်မိမိချင်းပဲကျွန်တော်လည်း live ဝင်လွန်းတာကငါညီကိုတို့ဆရာလေး SCN ကငါညီကိုတို့ဒီလိုပွဲကောင်းတွေကိုမကြည့်ရမရှိရမကြည့်လိုက်ရဘူးဖြစ်မှာဆိုလို့နော်อืมဆရာလေး SCN ညီကိုများဒီလိုပွဲကောင်းလေးတွေမကြည့်လိုက်ရမှာဆိုလို့နော်ကျွန်တော်ရောက်ရောက်ချင်းကိုကျွန်တော်စွတ်တက်လွန်းနေဗျာအောင်စင်ဦးရဲ့ချလုံးဘူတဲ့နာမည်စီးသွားပြီမသိဘူးတဲ့အမြင်ကတ်တဲ့သူတွေမပါပါဆိုလားမသိဘူးဗျာနာမည်စီးသွားတာလားမသိဘူးတဲ့အမြင်ကတ်တဲ့သူတွေပေါ်ချက်ဟာအောင်တယ်မဟုတ်ပါဘူးကွာချစ်လုံးဘူက ချင်းလုံးမကအဲ့လိုမဟုတ်ပါဘူးမောချင်းလုံးမမဆရာလေးကကုတည်းကိုဘာရင်းညာမျိုးလိုက်ပြောမို့ကစားသမားတိုင်းကိုဆရာလေးကိုချစ်ပါတယ်နော်ဒီမှာအခုကစားနေရ6ယောက်ဆိုလို့ဆိုတာကိုကလေးနေလိုပါပဲကွာညီကလေးအဲ့လိုမျိုးသဘောထားလိုက်ပါနော်ကလေးတွေကဘာမှမဟုတ်ပါဘူးဒီလိုပဲဟိုဘေးကနေတော့တောင်ခွာမြောက်ခွာနဲ့အဲ့လိုတွေရှုပ်ကုန်တာပါချင်းလုံးမလို့ဆိုရင်လည်း ဟိုဂျင်လုံးဘဘကဆရာလေးကဂျင်လုံးဘဘကဟိုဘာလေးညာလေးပြောမှာဆို6ယောက်ဆိုလို့ကျွန်တော်ကလေးတွေပါပဲเนาะကျွန်တော်လည်းဒါဒါမန်နီတိုင်းဆိုလဲကျွန်တော်တို့ကြိုက်လို့ရတယ်မန်နီတိုင်းကောမဒီမှာလည်းပါဆိုမြန်မာနိုင်ငံပိုက်ကြော်ချင်းဖွဲ့ချုပ်မှာလဲကျွန်တော်တို့ပါတာတနိုင်ငံလုံးကကလေးတွေကကိုကလေးတွေပဲတော့ကစားသမားလေးတွေကရှားပါပါတယ်ဗျာစိတ်လက်ကြောင်မပြောစီချင်ဘူးเนาะဆရာလေးမခေါ်ဘူးတော့ဆောမင်းဘူးတော့ဘယ်တော့မခေါ်အောင်ဆောမင်းကဲပွဲပြန်စပြီဗျာ ရပုတ်ထားလေးကောင်းလိုက်တာဗျာခြေလုံးဝင်ရပုတ်ချင်းအောင်ဆိုရင် ပိုက်တန်းကိုထောက်ပြီးတော့၃ရောက်ရအလေကောင်တက်တယ်မှာကြတယ်ဗျာအလေကောင်တက်တယ်မှာကြတယ်ဗျာနော်အမတ်ကတော့ဆက်သမက်6မှတ်ဖြစ်သွားပြီဗျာကဲခြေလုံးမစာပဲထိုးပြီးတော်စင်ကောင်းတောက်ထားတယ်ရဲမွန်တည်ထားတယ်နည်းနည်းလေးဇွဲမှာထွက်တယ်ပြတ်ဘတ်ကြတယ်မြို့အာကဲကျွန်တော်ဇွဲထွက်သွားတာကိုတကြိုးကမပုတ်ခွင်းနဲ့အတတရာထိထားခဲ့တာကိုခြေလုံးပုံကအသေးတော်ကြီးဖြစ်သွားတော့ဒါရဖောင်းပန်းလိုက်တယ်ဗျာနော်တကယ်တော့မြေကြီးကိုမကြောက်ဘူးအသေးတော့မရဘူးဗျာမန်းလေးမှာလေအဲအကြောင်းလို့နော် ကဲကျွန်တော်တို့ချက်တော်တယ်စားပြထိုးတယ်ဗျာကဲအမကြီးခြေပြားလေးလိုက်ပြတော်ကဲဗျာကဲတော်တဲ့စားပြကောင်းတယ်လို့အမကြီးရဲ့ဖတ်ကြောဟာဆိုလို့ချက်တော်တော်လေးကိုရမ်းပြီးတော့ထွက်လာတာကိုကျွန်တော်တန့်နေကြောကောင်းနေတဲ့ကုပါကိုတည်ပြီးတော့ကပောက်ပြီးတော့ကျွန်တော်တို့ပုတ်ချလိုက်တယ်ဗျာတန့်နေကြောအဲ့ပြောလဲကောင်းတယ်ဗျာကဲချက်လုံးမစားပြထပ်ပို့ပြန်ပြီတော်တယ်ခြေပြားလေးနဲ့ကောက်တယ်ပိုက်ထဲဝင်သွားတယ်ဒူးနဲ့တည်ထားတယ်ကွက်တီပဲဘလိုဆယ်မလဲဗျာမလိုဆယ်မလဲတာပြောမိတယ်ဗျာကဲအမကတော့စက်တမတ်6မတ်နဲ့ကျွန်တော်တို့ချက်လုံးဘိုးတို့ကတော့80ရာခိုင်နှုန်းနဲ့ကျွန်တော်ဥဆောင်နေပြီဗျာကဲ ့30ရာခိုင်နှုန်းတော့ကျန်နေတဲ့တော်စင်တို့စူးစမ်းထားပါအောင်ဗျာနော်6 6မှ7မှဖြစ်တော်တဲ့ခေါင်းကူတာတဲ့ချင်းလုံးမိုးတွန်းနေတာတဲ့ဘလူးဆယ်မလဲဗျာကဲကျွန်တော်တို့တန်စင်ကျော်ရဲ့ခေါင်းထောက်တဲ့ချင်းဟာနောက်စီးကိုထွက်တာတော့ကျွန်တော်ချင်းလုံးမိုးအမှားယုံကြည့်ချင်းလုံးကိုလှိမ့်ခွန်လိုက်တယ်ဗျာခွန်လိုက်တဲ့ချင်းလုံးကိုတော့ တန်တင်ကျော်ပုတ်ချလိုက်တာအားကြီးနေပါရဲ့နော်အမကတော့စက်တမတ်6မှတ်နဲ့ကျွန်တော်တို့ဂျလွန်မစားပဲထိုးပြီဗျာဖိုက်ထောက်ပြန်ပြီသူကဒါကိုရဖိုက်ထောက်တဲ့လုံကိုရအောင်ဆင်းနိုင်တယ်ဗျာတော်စင်ဖိုက်ထောက်လာတဲ့ချင်းလုံးကိုတော့တော်စင်ဟာပေါင်နဲ့ဖမ်းပြီးတော့ပေါင်နဲ့ပဲတည်လိုက်တဲ့နေရာမှာပိုက်ပေါ်ကွက်တိဗျာတကျူကလည်းအပေါ်ကဂျန်ပိန်ကြီးနဲ့ဖိချလိုက်တဲ့အတွက်အမကတော့6မှတ်7မှတ်နဲ့တော်စင်စားပဲထိုးပြီအဲကိုတန်တင်ကျော်ဝင်ထောက်တော့ကောင်းတယ်ဗျာအကေတည်ထားတယ်ဘလို့စင်မလဲဗျာ ီချင်းလုံးမွေရဲ့တည်ခြင်းကလည်းပိုက်ပေါ်မှာအိပ်ဖက်နေတဲ့ချင်းလုံးကိုတန့်တယ်ကြောင့်လည်းအခုချိန်ဒီတလုံးမကိုမမအောင်ရောနော်ဆွဲချလိုက်တယ်ဗျာမဲရီဘဲကြီးကကိုမင်းတယောက်တည်းသူမိမနဲ့ပိုက်တက်နေတာလားဗျာတဲ့သူမိမတင်လာတာတွေ့လို့အေးကျွန်တော်သိဘူးဗျာသူမိမဘဲကောင်သုံးတာလည်းမသိဘူးနော်ရှိဝနာရဲငပိုင်ပွဲရှိလာငဆိုင်ပွဲရှိလာငဆိုင်ရဒီနေတဲ့ပွဲဗျာငဆိုင်တဲ့ပွဲရှိတာပေါ့ဗျာကဲငဆိုင်တဲ့ပွဲလေးလိုက်လွင့်မယ်နော်ညီကိုကဲပွဲလေး SCN ညီကိုလေးပြင်းနေမှာဆိုလို့ပွဲကောင်းလို့ပြလို့လိုက်လွင့်နေဗျာ အဆိုင်ွယ်ရှိတယ်နော်ကဲချလုံးမိုးတည်ထားတယ်ဘလို့ဆယ်မလဲဗျာကဲချလုံးမိုးရဲ့တည်ခြင်းကြီးကလည်းကောင်းတယ်လို့ကျွန်တော်ရဲမွန်အောင်ရဲအမအကိုပြပါဆိုရင်တော့ဆိုငရဲမွန်အောင်ဖြစ်နေတန်တင်ကျော်ရဲအမအကိုပြပါဆိုရင်တော့တော့ကိုတော့တော့ကိုရှာရမယ်နဲ့တူတယ်ဗျာနော်ကဲချလုံးမိုးထိုးပြီးကဲချလုံးမိုးရဲ့စပစ်တရားလည်းကောင်းတယ်ဗျာပိုက်ကောင်းနေကြီးပဲဗျာနော်ပိုက်ကောင်းနေဗျာဒီလိုပွဲမျိုးကခေးနေလို့ပိုက်ကောင်းနေကြီးပဲနော်ဒီလိုလုံးမျိုးကတော့အမတ်ရတဲ့နေဗျာကဲတော်တယ်ရှာပြီးတန်တင်ကျော်ခေါင်းနဲ့ခတ်ထားတယ် တန်နေကျော်ခြေလုံးကိုတည်ထားတယ်ဘလို့ဆယ်မလဲဗျာတန်နေကျော်ကတော့ကျွန်တော်တို့ first ball ကောင်းတယ်လို့တတ်တဲ့နေရာမှာလဲအပပြင်းထန်လိုက်တယ်ပြိုင်ပွဲကပင်နေလေဘယ်ပြိုင်ပွဲပြောရလဲမသိဘူးနော်ခြေလုံးမကလည်းအခုတည်ခြင်းကတော့တန်နေကျော်နဲ့တော်တော်လေးကိုတိုင်ပင်မိနေတယ်ဗျာနော်တန်ခြေလုံးမနဲ့ခြေလုံးမရဲ့တည်ခြင်းနေရာလဲဘာမှပြောစရာမရှိတယ်လို့တန်နေကျော်ကရော first ball တွေရောတတ်ချင်းတွေရောဒီပွဲမှာတော့တကယ်ကိုဒါကိုင်လုံးပြပါဗျာနော်ဒီဘက်ကတော့ ကဲတကြိုးရဲရဲမွေရဲတော်စင်ရဲကတော့နည်းနည်းလေးယိုးနေတယ်ဗျာအဲယိုးနေတဲ့အတွက်ကြောင့်မို့အမတ်ကတော့အခုချိန်မှာ6မှတ်7မှတ်ဆိုပြီးတော့တော်တော်လေးတော့ဟနေတယ်ဗျာနော်ကဲမကြီးရှေ့ဖြုတ်ချပြီကဲတန်တင်ကျော် sorry ဗျာရဲမွန်လိုက်တဲ့ကကြော်သွားပြီကဲခြေလုံးမတည်ရတယ်ဘလို့ဆယ်မလဲဗျာမကြီးရဲ့ဖြုတ်ချင်းကိုရဲမွန်ခြေပြားနဲ့လိုက်တဲ့နေရာမှာကြော်သွားတယ်ဗျာအဲ့ဒါကိုကျွန်တော်တို့ခြေလုံးပေါ်ကနှစ်ချက်ကင်ပြီးတော့တည်လိုက်တာတန်တင်ကျော်ပုတ်ချလိုက်တာဘုံကနေပါပဲဗျာ ကမကြီးထိုးပြီးကောင်းတယ်ဗျာအမကြီးอ่ะဆိုလို့ရှိရင်တော့ရှေ့ကိုတလုံးဖြုတ်ချပြီးတော့ဒီတလုံးอ่ะဆိုရင်ကျွန်တော်တို့တချိုးရခေါင်းတက်တက်ကိုဆွဲတာဗျာပိုက်ထိုးသွားလို့တာပေါ့နော်အမြဲအားပေးနေတဲ့ဆရာလေးကျေးဇူးတင်ပါတယ်ဗျာအုတ်ကြီးမပါဘူးလားဆရာလေးဝင်းလေးပြုတ်အုတ်ကြီးမပါဘူးဗျာနော်အုတ်ကြီးမပါဘူးသူအုတ်ကြီးဒီနေ့အလုံးမအားဦးနဲ့တူတယ်ဗျာနော်သူအလုပ်ကိစ္စတွေရှိတယ်နဲ့တူပါတယ်ဗျာနော်အမကတော့ကျွန်တော်တို့ဆက်နမ6မှတ်ပါခင်ဗျာကဲကျွန်တော်တို့ထိုးတာပြီးတော်တော်စင်ခေါင်းခူတာနဲ့အဲရေမွန်တဲထားတဲ့ ရှိကောင်းနေဗျာကဲကျွန်တော်တို့ရဲမွေတဲချင်းတို့တော့တကြိုးပါဆိုလို့ရှိရင်ဘဝအားမပါဘူးမယ်လေကျွန်တော်နှစ်ယောက်လုံးကိုကြော်ပြီးတော့ခေါင်းမွာရှက်ပြီးတော့ကြပါတယ်ဗျာရှင်လုံးမွေတဲ့ចောင်းစရာဝမ်းဝမ်းဖြစ်လာဝမ်းဖြစ်လာဆိုဩကျွန်တော်တည်တဲ့တော့မဖြစ်ဘူးပေါ့နော်ကျွန်တော်ကျွန်တော်တည်တဲ့တော့မဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့ဖြစ်မှာဗျာနော်ဖြစ်တော့ဖြစ်မယ်ကျွန်တော်တည်တဲ့တော့မဖြစ်သေးဘူးပေါ့ဒါပေမဲ့ဖြစ်တဲ့ပွဲဖြစ်တဲ့ဖြစ်လိမ့်မယ်လို့ထင်ပါတယ်ကဲအခြေအနေတွေကြီးကြီးသွားတဲ့အခါဖြစ်အောင်ကြိုးစားကြည့်မယ်ဗျာအခုတော့အခြေအနေတွေကအခြေအနေတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဖြစ်ပါဘောเนาะဒါပေမဲ့အချိန်ကာလမှာပြောနေအခုမဖြစ်သေးဘူးဘောเนาะဒါဖြစ်တဲ့နေကိုမှတ်ကြီးတော်တယ်ကတော့ကျွန်တော်တို့မှတ်ကြီးကိုကြကြနာနာကိုလှည့်စားသွားခဲ့တယ်ကမှတ်ကြီးရဲ့ဘေးမှာရှက်ပြီးတော့ထွက်သွားတယ်ဗျအမှတ်ကတော့9မှတ်12မှတ်ပါခဲ့တော်တယ်ကြိုးစားထားပါတယ်เนาะခဲ့တော်တယ်စာပေထိုးပြန်ပြီထုတ်ချထားပြီကောင်းတယ်ဗျာကဲဗျာတော်စီရဲ့ ဖြုတ်ချင်းကတော့ကျွန်တော်တို့ဗျာမှတ်ကြီးတော့ကျွန်တော်တော်တော်လေးကိုဒုက္ခရောက်သွားတယ်ဗျာเนาะဒါပေမဲ့မှတ်ကြီးခြေကားနဲ့ကော့လိုက်တဲ့နေရာမှာဒီဘက်ကိုကြော်ပြီးတော့ကျွန်တော်ဒီဘက်ကကစားသမားမှတ် တော့ရဲမွန်နဲ့ကျွန်တော်တို့တကြိုးဝရိယနဲ့သွားတဲ့ကြာပိုင်ဆိုင်ရမယ်တမကပိုင်ဆိုင်ခဲ့ရပြန်ပါဦးဗျာစံတမ9မိနစ်ကျွန်တော်မထိုးဘူးကဲဗျာစံတော့မူရဲ့စားပစ်ကြီးကတော့ကျွန်တော်ပိုက်တန်းပိုက်ရှက်တာဗျာပိုက်ရှက်သွားတဲ့ပုံမှာကျွန်တော်ဒီဘက်ကစုံလေးရခေါင်းပေါ်ကနေပြီးရှက်ထွက်သွားပြီးဒီဘက်တော့ကျွန်တော်တို့သုံးမိစည်းနားမှာသုံးမိစည်းနားမှာကျွန်တော်ကချတယ်ပြောကြအောင်မလို့အခုချိန်မှာဆိုရင်တော့73မိနစ်9မိနစ်ဖြစ်သွားပြီဗျာဦးချင်မောင်ရေး ဟုတ်ပါချစ်ဦးမောင်ကြီးချစ်လုံးမုံနဲ့ဖြစ်တဲ့နေဗျာနော်ချစ်လုံးမုံနဲ့ကြောင်းနေတာဖြစ်ရမယ်ပွဲဖြစ်ကိုပြရမြောက်ပြင်ကဖိုးလာပြည်တို့ရဲကြီးတို့ပြိုင်ပွဲမြောက်ပြင်ကဖိုးလာပြည်တို့ရဲကြီးတို့ပြိုင်ပွဲဘယ်ပွဲပါလဲကျွန်တော်တို့မသိတော့ဘူးဗျာမြောက်ပြင်မှာပြိုင်ပွဲမရှိဘူးဟောလက်စစ်ကမိသားစုပွဲပြောရမှာမဟုတ်ဟာလက်ဟောပြိုင်ဆရာလေးပြိုင်ပွဲကဘယ်သူတွေပထမရလဲဟောကျွန်တော်ဖြစ်ချောင်းသားတွေရသွားတယ်ဗျာကျွန်တော်မရောက်လိုက်ဘူးဗျာအဲ့ငယ်ကြီးပွဲသွားလိုက်တာမှားသွား အချင်းမင်းအောင်နဲ့မျိုးလေးချစ်လွန်းမှုပြိုင်ပွဲပြီးခက်မယ်လို့မမမခက်ဖြစ်တော့ဘူးလားအော်ချစ်လွန်းမှုကကျွန်တော်ကန့်ဝင်နေတယ်ကနော်မျိုးလေးချစ်လွန်းမှုကပွဲမဖြစ်ဘူးနော်အဖြစ်မျိုးလေးချစ်လွန်းမှုတည်းဆိုင်ဟိုအပေါ်နီးဆက်မယ်နဲ့တူဆရာလေးရေမင်္ဂလာပါကိုသစ္စာကြီးမင်္ဂလာပါဗျာကဲကျွန်တော်ချစ်လွန်းမှုစပယ်ထိုးမယ်ဗျာချစ်လွန်းမှုစပယ်ပုတ်ထားပြန်ပြီရဲမုံခြေပြားနဲ့ကောက်တယ်ထွက်သွားတယ်ရဲမုံပဲလိုက်တယ်ဘလူးဆယ်မလဲဗျာအော်ဘလူးဆယ်မလဲဆိုတော့ကိုမိသွားပြီဗျာကဲဗျာဟိုဘက်က၃ယောက်ကတော့မြိုင်းနေချစ်လွန်းမှုထောက်ပြီးတဲ့ချင်းလုံးကိုကျွန်တော်တို့မှတ်ကြီးကတည်လိုက်တာ เนาะကျွန်တော်တန်တဲ့ကျော်ရဲ့ခေါင်းပေါ်မှာဝဲနေတော့တာပါပဲဗျာတန်တဲ့ကျော်ခရိုကံမီမှတ်တာခရိုမကံမဲနဲ့ခလိန်လေးဖွားပုတ်ချသွားတယ်ဗျာအမကတော့ပုတ်ရောက်သွားပြီဗျာเนาะ14မှတ်9မှတ်ပါဗျာကဲ80 90ရာခိုင်နှုန်းလောက်ပဲကျန်တော့တယ်တော်စင်းလို့ရေကောင်းတယ်ဗျာချက်လုံးမွားဆိုရင်ဒီလုံးကိုလည်းပိုက်တန်းလေးပုံပါဗျာရှက်တော့ဂိမ်းသွားလားဗျာကျွန်တော်ခုနကပွိုင်ပါเนาะကဲ16မှတ်ကျွန်တော်တို့9မှတ်နဲ့တော့ချက်လုံးမိုးတို့ကအနိုင်ရရှိသွားပြီဖြစ်ပါတယ်